အားလုံးမင်္ဂလာပါလီယိုဂီတာမြန်မာအနေကြိုဆိုပါရစေကျွန်တော်ဒီနေ့မှာတော့ကိုရီမိုရဲ့ဘာလို့နေဒီလဲဆိုတဲ့သချင်းကိုဂီတာ tutorial လုပ်ပေးပါပါမယ်ကီးကတော့ G key ဖြစ်ပါတယ်ဒီချင်းကိုကျွန်တော် G key နဲ့ဒီပြပေးပါမယ်အဲပါဝင်နေကော်ဒီတွားလိုက်အောင်နော်ပါဝင်နေကော်ဒီနေနဲ့က C major C major ပါမယ် D major ပါမယ် G major ပါမယ် A major ပါပါမယ်။ဒါရော major chord တွေပေါ့နော်။ minor chord တွေသွားလိုက်အောင်။ minor chord တွေအနေနဲ့ကကျွန်တော်တို့ A minor ပါမယ်။ B minor ပါမယ်။ပြီးရင် C minor ပါမယ်။ပါမယ် เนาะ minor chord นี่เนี่ยอะไรปาบามั้ยพี่รอเอ่อ C CM7 ป่ะเนาะ C major 7ปาบามั้ย C major 7ก็จะรอเจอรู้ไอ้ C ไกหน้าดาวเว้ยเจอรู้ละญูเล่ลุไล่ป่ะถ้า C major 7มาเอ่อ C major 7นี่ตะคู่ปามั้ยป่ะเนาะโอเคဒီတစ်ချင်းမှာ streaming pattern နှစ်မျိုးရှိရောเนาะပထမ streaming pattern လေးကိုသွားလိုက်အောင်เนาะကျွန်တော် verse တွေမှာဒီရဲ့ streaming pattern ကြောင့် down up up down เนาะ down up up down down up up down up up down အဲ့တော့ verse မှာကဘယ်လိုရှိလဲဆိုတော့ဒီနေ့လည်းမြန်ပြန်ထွက်အဲ့ဒါ down up up down အဲ့ဒါပြီးရင်ကျွန်တော်ဟိုးလိုက်မယ် temporary low data လေးအပြည့်မတီးဘောเนาะကျွန်တော်ဒီ A ဝင်တဲ့နေရာဘောเนาะ ားမှာစပြီးတော့အပြည့်တီးမယ်ပေါ့နော် down up up down up up down down up up down တော့အင်းအားကြမှာအပြည့်တီးမယ်ပေါ့နော်ဒါတော့ versus remember pattern လေးပေါ့နော် chorus remember pattern လေးကကျတော့သူကဟပ်ပါသွားတာတယ် then down ော်ကောရက် streaming button လေးရတော့အဲ့တိုင်းလေးတော့မယ်ပေါ့နော်ဆိုတော့ဒီသချင်းမှာကျွန်တော်တို့အဲ intro ပိုက်ပါရပေါ့နော်ဒီ intro နဲ့ solo တော့ကျွန်တော်နောက် video တွေမှာဆက်ပြီးတော့ကျွန်တော်တင်မိမယ်ဒီဒီ video မှာတော့ကျွန်တော်ဒီ return ပေါ့နော် return tutorial ရေပဲကျွန်တော်လုပ်ပေးပါမှာဖြစ်ပါတယ်အဲ့တော့ကျွန်တော်တို့အချင်းချင်းတူလိုက်ပြီးတည်ကြည့်လိုက်အောင်နော် up down down up up down see me just seven ma up up down down up up down down up up down down up up down အခုမှပြည့်ပြီးပါမယ် down up up down down up up down up up down level မှာကျွန်တော်တို့အပြည့်ပြီးပါမယ်နော် ဘိုက်ပါလိုပိုက်မှာလေကျွန်တော် corporate ကတည်းရဲ့ swimming pattern နိုင်မယ်ဒီပါ